အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ယနေ့ဖတ်ပြပေးမှာကတော့ဆရာဝင်းဖေဤဝိထုတူများတဲ့မှနှစ်ကလေးနဲ့အတူဆိုတဲ့ဝိထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာအားလုံးပဲနားဆင်ခံစားပေးကြပါအောင်ခင်ဗျာနှစ်ကလေးနဲ့အတူဆရာဝင်တွေလဲစုံလှပြီးစေးလဲစုံပြီးဘိန်းတော်ဆရာတွေလဲများလှပြီးဘယောကနယ်လဲဆန်းပြီးပြီးဘေးရင်ရေရာတော့မကြံဘူး ျုပ်ခေါင်းကိုက်နေတာကြာပြီပြောက်ဖို့နေနေသက်သာတက်တာတဲ့တော်မရှိဘူးအမလီအမလီကိုက်လိုက်တဲ့ကောင်ကောင်းကောင်းမအိပ်ရကောင်းကောင်းမစားရတာလဲကြာပါပြီဒီတော့ကြံတဲ့ယောဂပေါင်းစုံကလည်းဝင်လာပြီးကျုပ်တော့မြ мян သေးဖို့ပဲရှိတော့တာပဲခက်တာကမြ мян လည်းမသေးနိုင်ဘူးခေါင်းကလည်းကိုက်တခြားဝေဒနာတွေကလည်းစုခံနေရတာဆိုတော့အမလီကြီးလိုက်တဲ့အကူတို့အရင်ဘဝကကျုပ်ဘာလုပ်ခဲ့မိပါလဲ အာကြိုက်လိုက်တာကြိုက်လိုက်တာဒီလိုနယ်ပဲတညကုံခဲ့ပြန်ပြီမိုးလင်းအောင်တော့မယ်အာယုံတက်ပြီးလမ်းပေါ်ကလှုပ်ရှားတဲ့တချို့စကြရပြီဟောဒါဘာတန်လဲခါတိုင်းကြားနေကြမဟုတ်ပါဘူးနှစ်ကြားလေးတကောင်လာအော်နေတာပဲနှစ်ကြားလေးတွေဟာဒီလိုပဲတချင်းဆိုတိတ်ကောင်းတယ်အမျိုးမျိုးဆိုတတ်တယ်တခါနဲ့တခါမတူတာများတယ်တကယ်ချစ်ဖို့ကောင်းတဲ့ငှက်ကလေးတွေပဲ။ သူတို့လေချုံနာကမှတကယ့်ဂီတလိုပဲငါကလေးတွေអော်ကြမြည်ကြတွန်ကြကျူးကြတယ်ဆိုပေမဲ့အားလုံးตายရတာမဟုတ်ပါဘူးတောကြီးကန်းអော်တာဘမตายရလို့လေဘုတ်ဆိုတဲ့កောင်អော်တာရောပူပူနဲ့အလက်ကားပဲငှက်ဆိုးဆိုတဲ့កောင်ကတော့ပြောမနေနဲ့တော့တਿੱတီဒူးလဲကြက်သေးရေမရှိဘူးစားကလေးတွေလည်းမနှိပ်ဘူးဇရက်ဆိုကြားဘူးတယ်မဟုတ်လားလက်ပံပင်ဇရက်ကြတယ်လို့ပဲဆိုတာလေ နားမခံတာအောင်စူညံနေတာကိုပြောတာမဟုတ်လားအဲ့ဒါကြောင့်ပြောတာပေါ့ကြီးငှက်တာရကတို့တွန်ကျူတိုင်းလဲတာရတာတော့မဟုတ်ဘူးဗျအိုးအောင်ငှက်ကလေးတွေလဲလွမ်းဖို့ကောင်းတယ်မိုးဆွေငှက်ကလေးတွေအော်တာကတော့ဆွေးဖို့ကောင်းတယ်ဂျိုးလေးတွေကူတာလဲတာရတာပဲဂီတဘက်နွယ်လာပြီးတိတိတတနားထောင်လို့ကောင်းတဲ့ငှက်တန်ကလေးတွေလည်းအများကြီးရှိပါတယ်လေငှက်ကြားလေးတွေကတော့တီးခြားပဲဗျာ ဒီကောင်လေးတွေကတော့တိတ်တိတာတယ်။ငှက်ကြားဆိုတာကြုတ်တိတာနှမျိုးရှိတယ်။အရက်တိပေါ့လေ။ငှက်ကြီးဝင်ဘိုးတို့ဂျိုးကြတို့လိုအကောင်ကြီးကြီးတွေထဲမှာလည်းငှက်ကြားလို့ခေါ်တဲ့ကောင်ရှိသေးတယ်။အဲ့ဒီကောင်ကြီးတွေကတော့ဘလို့အော်မန်းမသိပါဘူး။ခုကြုတ်ပြောတဲ့ငှက်ကြားကတေးသေးလေးဗျ။စာကလေးထက်နည်းနည်းပဲကြီးမယ်။ဖြူနဲ့အနက်ကြားတယ်။အကောင်လှတဲ့လောက်အတန်တားတယ်ဗျ။အရင်ကျုပ်တို့နာပဝင်းကျင်မှာငှက်ကြားမရှိဘူးဗျ။ ီကောင်ဘယ်ကနေဘလို့ရောက်လာကြလဲမသိဘူးနှစ်ကြားလေးတွေဟာမနဲ့အစုံးကြီးထတတ်တယ်ပြီးတော့တာတာရရတချင်းစုံနေတတ်တယ်အပင်တပင်မှာနားမယ်အဲ့ဒီမှာစိတ်ရှိလက်ရှိအားရအောင်ဆိုမယ်ဤသွားရင်နောက်တပင်ပြောင်းမယ်အဲ့ဒီမှာလဲကြကြနာနာအကြာကြီးတချင်းစုံမယ်ဒါအတူအကျင့်ပဲနနတိုင်းသူဒါကိုလုံးမှာပဲသူနားလေးရှိတဲ့အပင်တွေကိုလဲအမှတ်တညာကြီးတတ်တယ် နနတိုင်းသူနားနေကြသူတချင်းဆိုနေကြအပင်တွေမှာပဲနားတယ်ဆိုတယ်ခုကျုပ်အိတ်နေတဲ့အခန်းကတုံးတဲ့အမြင့်မှာကျုပ်အိတ်ခန်းပရင်တကားနဲ့တပြေးပင်ထိပ်ဖျားနေကအန်ကြငှက်ကြားလေးကတပြေးပင်ထိပ်ဖျားမှာနားပြီးတချင်းဆိုနေတာကျုပ်အိတ်ရာကနားထောင်နေရတာဆိုတော့တိတ်ကိုဟန်ကြနေတယ်ကျုပ်တေးသေးချာချာနားထောင်ကြည့်တယ်တေးသွားသုံးလေးမျိုးပြောင်းပြီးဆိုတယ်တိတ်ချစ်ဖို့ကောင်းတဲ့ကောင်းဗျာ၅မိနစ်လောက်တောင်ကြာမယ်ထင်တယ် ပြီးတော့မှခဝေးဝေးဆ ्याम ာကြီးဒေါ်မြစိန်တို့ခြံဘက်တရက်ပင်ကြီးတွေစီပြောင်းသွားတယ်။သူ့အတန်လေးကိုခက်တက်တဲ့တော့ကြားနေရတော့မယ်။အဲ့လိုလေးခက်တက်တဲ့ကြားနေရတာလဲတမျိုးစိတ်ဝင်စားစရာကောင်းတာပဲ။အဲဟိုအပင်ရောက်သွားတော့လေတေးသွားတွေကပြောင်းသွားတာပဲ။တေးသွားတစ်ခုကိုဆယ်ကာလောက်ဆိုပြီးရင်အစ်တတမျိုးပြောင်းတာပဲ။ကောင်းတယ်ဗျာ။တိတ်ကောင်းတာပဲ။နောက်၄-၅မိနစ်လောက်လဲကြာရောအတန်တိတ်သွားတယ်။ အဲ့ဒီထက်ဝေးတဲ့နေရာကိုပြန်သွားပြီနဲ့တူတယ်။ဒါဆိုတေကြပြီ။နောက်နေ့တွေလည်းဒီကောင်လာတော့မှာပဲ။ဒီနေ့သူပချင်းဆိုဖို့နည်းမြေတတ်မှတ်တာနဲ့တူတယ်။ကျုပ်ပြောတယ်မဟုတ်လား။ဒီကောင်တွေကသူတို့စုံနေကြနေရာတွေကိုတိတ်အမှတ်တညာကြီးတာ။တေကြတယ်။နှက်ပြန်လဲလာမှာပဲ။နေစမ်းပါဦး။ကျုပ်ဘာဖြစ်နေတာလဲ။ဟာတဲဟုတ်ပါလား။ကျုပ်ခေါင်းမကိုက်တော့ဘူး။ကျုပ်ခေါင်းကိုက်နေတာပျောက်သွားပြီ။ ကျုပ်ကောင်းကိုကျုပ်ပထမခက်ဆဆနဲ့လှုပ်ကြည့်ခါကြည့်နှိပ်ကြည့်တယ်အကောင်းပကတိပဲနောက်တော့ခက်ရဲရဲခက်ကြမ်းကြမ်းခါကြည့်လှဲ့ကြည့်နှိပ်ကြည့်လိုက်ပြန်တယ် OK ပဲခေါင်းမကိုက်တော့ဘူးကျုပ်ကောင်းကိုက်တာပျောက်သွားပြီဝမ်းတာလိုက်တာတိတ်ဝမ်းတာတယ်ဗျာတနေ့လုံးလဲ OK ပဲလှုပ်လို့ရှားလို့လဲပေါ်ပါနေတယ်သွားလို့လာလို့စားလို့တောက်လို့အကုန်ကောင်းတယ်ဗျာ ဘယ်မှာလဲကျုပ်ဒီခေါင်းကယောဂကြီးနဲ့ဒုက္ခရောက်နေတာ၄၅၆လရှိနေပြီကိုကိုကိုတောင်တက်သေးနေတာခုတော့အားလုံး OK သွားပြီကျုပ်ကိုကုခဲ့ကြတဲ့ဆရာဝန်တွေဘိန်းတော်ဆရာတွေကိုလည်းအတိပေးလိုက်တယ်သူတို့ကလည်းသူတို့စေးစွမ်းတွေကတဖြည်းဖြည်းထိရောက်လာခဲ့တာဖြစ်ဟန်သူကြောင့်ပြောကြတယ်ဒါလည်းဟုတ်ရှင်ဟုတ်မှာပေါ့လေဒါပေမဲ့ဟုတ်ဟုတ်မဟုတ်ဟုတ်အရေးမကြီးပါဘူးပျောက်သွားဖို့ပဲအရေးကြီးပါတယ် ခေါင်းကြိုက်တာပျောက်သွားတော့တခြားပစည်းပစက်ယောဂါတွေလည်းအားပျော့သွားကြတယ်။ညကျတော့ကြုတ်ကောင်းကောင်းအိပ်ပျော်တာပဲ။အိမ်မက်တော့မမက်ဘူး။နနမိုးလင်းတော့ငှက်ကြားလေးကသချင်းစုံနေပြီ။ကောင်းလိုက်တဲ့အတန်လေးတွေကျုပ်အိယာကထပြီးပရင်ပေါက်ဖွင့်ထားတဲ့စီအတလာခဲ့တယ်။ငှက်ကြားကလေးကိုချောင်းကြည့်ရတယ်။မတော်တဆကြုတ်ကိုမြင်ပြီးလန့်ပြန်သွားရင်ဘယ်နဲ့လုပ်မလဲ။အပြင်းပြင်းထိတ်မှငှက်ကြားလေးကိုမြင်ရတယ်။ လေညင်းကလေးတိုက်နေလို့ညင်းညင်းသာသာလှုပ်နေတဲ့တစ်ရွက်တွေအကြားတစ်ကိုင်းပေါ်မှာနှက်ကြားကလေးဟာဒန်းစီရင်သချင်းဆုံနေတာလို့ပဲကြုတ်တိပြီကြုတ်ခေါင်းကိုက်ပြောက်သွားတာဒီနှက်ကြားကလေးရဲ့သချင်းကြောင့်ဖြစ်မှာပဲတိတ်ဟုတ်တာပေါ့မနေ့မနက်ကနှက်ကြားကလေးရဲ့အတန်ကိုကြားလိုက်ရတဲ့အချိန်မှာခေါင်းကိုက်တာကိုစပြီးမိသွားခဲ့တာပဲအဲ့ဒီနောက်ခေါင်းကိုက်ပြောက်တာပဲကြည်စမ်းနှက်ကြားကလေးရဲ့သေးတံကိုနားထောင်ရင်း ကျုပ်ခေါင်းထဲမှာအေးကနေစိတ်ကနေခံစားနေရတယ်။ဒါဟာဓာတ်ရိုက်ဆက်သွယ်နေတဲ့သဘောပဲ။ငကြားလေးရဲ့တီးတွေကကျုပ်အုံနောက်ကိုဆက်ပြီးကုသနေတဲ့သဘောပဲ။၄6မိနစ်လောက်စိတ်ရှိလက်ရှိသချင်းဆိုပြီးငကြားလေးပြန်သွားတဲ့အခါမှာကျုပ်ခေါင်းဟာတိတိတတကြီးပို့ပြီးကြည်လင်လာတယ်။ကျေးဇူးတင်လိုက်တာငကြားလေးရဲ့ညကြတော့အစောကြီးအိပ်ပျော်သွားတယ်အိမ်မက်တစ်ခုမှတ်တယ်အိမ်မက်ထဲမှာခေါင်းကိုက်ပျောက်စေးပျောက်သွားလို့လိုက်ရှာရတယ် ြုတ်လန့်ပြီးနိုးလာတယ်ချွေးတွေပြန်ပြီးမောနေတယ်ဟုတ်တယ်ခေါင်းကိုက်ပြောက်ဆေးမရှိရင်ဘယ်လိုလုပ်မလဲအိုးဘာဆိုင်လဲကျုပ်ကဘယ်ခေါင်းကိုက်ပြောက်ဆေးကိုမှတောက်เสียရမလို့တဲ့ဟာပဲကျုပ်အတွက်ခေါင်းကိုက်ပြောက်ဆေးဟာငှက်ကြားကလေးရဲ့တေးတံပဲဟင်ဒါဆိုငှက်ကြားကလေးပြောက်သွားရင်ကိုဘယ်လိုလုပ်မလဲဟာဒုက္ခပဲဒုက္ခပဲခေါင်းထဲမှာတဒုတ်တုတ်နဲ့တွေးတိုးလာနေပြီမြန်လာပြီမြန်လာပြီအမလီ ကြိုက်ပြန်ပြီဗျလောက်ကြပါဦးဘယ်နှနာရီရှိပြီလဲဟာကူးမှနှစ်နာရီပဲရှိသေးတယ်မိုးလင်းမှနှစ်ကြားကလေးလာမယ်သူ့တချင်းတန်ကြားမှခေါင်းကြိုက်ပြောက်မယ်အမလီအမလီကျုပ်သတိမေ့သွားမလားအောင်းမေ့နေရတယ်သတိမေ့သွားရင်လည်းကောင်းတာအာကြိုက်လိုက်တာကြိုက်လိုက်တာနှစ်ကြားကလေးမလာခင်ကျုပ်တည်လိုက်မယ်ထင်တယ်ကျုပ်သတိမရတဲ့ချက်ရတဲ့ချက်ဖြစ်နေပြီဟောဟောကြားရပြီကြားရပြီ ငှက်ကြားကလေးတေးဆူနေပြီတိတာလိုက်တာ ကျုပ်ခေါင်းထဲကသွေးတိုးနေတာတွေနှီးသွားပြီအေးသွားပြီဆိုပါငှက်ကလေးရဲ့အားရပါရတချင်းဆူလိုက်စမ်းပါတေးသွားတစ်ခုကတစ်ခုကို ပြောင်းသွားလေကျုပ်ဝေဒနာကတက်တာသွားလေပဲငှက်ကလေးလည်းတချင်းဆူလို့အားရပြီးဒေါ်မြစိန်တို့အိမ်ဘက်ပြန်သွားရောကျုပ်လည်းခေါင်းကြိုက်တာပျောက်တော့တာပဲတိတ်တေးကြသွားပြီကျုပ်ဘဝအတွက်ဒီငှက်ကြားကလေးကတိတ်အရေးကြီးနေပြီ ကျုပ်အနေနဲ့နှက်ကလေးရဲ့လုံခြုံရေးကတိတ်အရေးကြီးလာပြီနှက်ကလေးရဲ့အန္တရာယ်တွေကဘာတွေလဲတွေးရပြီတရေကွားနဲ့လက်စော့တဲ့ကောင်တွေနှက်ကလေးတွေကို ရန်ရှာတတ်တဲ့ကြောင်တို့၊မွေတို့၊စွန်ရဲတို့၊ဂျိုးသိန်းတို့နောက်ပြီးမိုးရွာမယ်လေမုန်တိုင်းကြမယ်တောမီလောင်မယ်ဆိုတာမျိုးကတော့မြို့ပေါ်မှာမရှိဘူးအစာရည်စာရောအများတန်းအဆင်ပြေပါမလားငှက်ကြားကလေးရဲ့ဘဝကလည်းတည်တည်ချာချာတွေးကြည့်တော့တော်တော်ကြီးကိုမလုံခြုံတာပဲ အချိန်မရွေးဒုက္ခရောက်သွားနိုင်တယ်။ကျုပ်ဘာလုပ်ရမလဲ။ငှက်ကြားကလေးအန္တရာယ်ကင်းဖို့အတက်နိုင်ဆုံးလုပ်မှဖြစ်တော်မယ်။ပထမငှက်ကြားကလေးကို ဖမ်းဖို့ကြံစီပြင်ဆင်ရတယ်။ကျုပ်အိတ်ခမ်းပရင်းနဲ့သူ့နားတက်တဲ့တစ်ကိုင်းကအနီးလေးပဲ။ဒီတစ်ချက်ကကျုပ်အတွက်တော်တော်ကံကောင်းသွားတယ်။လေးပြဖမ်းတဲ့ဒုတ်တန်အရှိကြီးနဲ့ပိုက်တဲ့အုံဆောင်လှုပ်လိုက်တယ်။ငှက်ကလေးကိုဖမ်းမိရင်ထည့်ထားဖို့အန္တရာယ်ကင်းလှောင်ရင်လှလှလေးတစ်ခုဝယ်ရတယ်။ ဈေးထဲမှာရှိတဲ့တဲကအကောင်းဆုံးအလှဆုံးကိုပဲဝယ်လိုက်တယ်။ငကြားကလေးဘာစားတာလဲ။ငှက်စာအုပ်ဝယ်ပြီးဖတ်လိုက်တယ်။အလွယ်လေးပဲ။ငှက်ကလေးတောက်ဖို့ရေဆိုလဲအကောင်းဆုံးအကြည့်ဆုံးအတန့်ဆုံးဖြစ်စေရမယ်။ညာကလေးကငှက်ကြားကလေးနားမဲ့တစ်ကိုင်းနဲ့အန်ကြလက်ကင်ရှည်တက်ပိုက်အုံဆောင်ကိုအစင်သင့်တင်ထားလိုက်တယ်။အာယုံတက်ပြီ။အလင်းရောင်တက်လာပြီ။ကျုပ်တညာလုံးမအေးရသေး။ ဂရင်းွယ်ကနေပြီးလက်ကင်ဒုတ်တန်ရှိကိုလက်ထဲမှာအသင့်ကင်ထားလိုက်တယ်။ဟောလာပြီ။အချားအကိုင်းတစ်ခုမှစနာတယ်။ဟိုဟိုဒီဒီကြည်နေသေးတယ်။နောက်တော့သူတချင်းစုံနေကြအကိုင်းကိုပြောင်းနာတယ်။ပြီးတော့တချင်းဆိုတယ်ကြုတ်ကြိုပြီးဆင်ထားတဲ့ပိုက်အုပ်ဆောင်အောက်ကို ရောက်နေပြီ။ငှက်ကြားကလေးရဲ့ကြုတ်ကိုနားလေပါ။ကြုတ်ကိုခွန့်လွတ်ပါ။ကြုတ်ငှက်ကြားကလေးကိုဖမ်းရတော့မယ်။စဉ်းစားကြည့် သူတချင်းကိုသူစိတ်ပါလက်ပါတီဆိုနေတဲ့ငှက်ကြားကလေးဟာတကယ်တနာစရာကောင်းနေလေမြင့်တဲ့အတန်တွေကိုဆိုရတဲ့အခါသူခမမျက်လုံးကလေးမှိတ်လေတိုင်းကလေးကိုမြင့်ခြေထောက်ကလေးပင့်အတောင်လေးနှစ်ဖက်ကိုမတိမတာဖွင့်ပြီးဆိုနေရှာတယ်ကျုပ်တော်တော်နဲ့မဖမ်းရပါဘူးတိတ်အချိန်ဆွဲနေလို့ကလည်းမဖြစ်တော့ဘူးဒီတပြေပင်ထိတ်မှသူကြကြနေမှာမှမဟုတ်ပဲကျုပ်မျက်စိမှိတ်လိုက်ရပြီကျုပ်လက်ထဲကလက်တံကိုင်းကိုလှည့်လိုက်ရုံပါပဲ။ လက်ကင်ရှည်ရဲ့ထိတ်ကပိုက်အုပ်ဆောင်ထဲမှာငှက်ကြားကလေးမိနေပြီတေးဒီနေရကနေကြောက်လန့်ကြအော်ရှာတယ်စူးစူးဝါဝါအော်ရှာတယ်အတောင်ကိုလည်းတစ်ဖြက်ဖြက်ခတ်ပြီးရုံထွက်ဖို့ကြိုးစားရှာတယ်တိတ်မယုံပါနဲ့ငှက်ကြားလေးရဲ့အတောင်လေးတွေခြေထောက်လေးတွေကျိုးသွားရင်ဒုက္ခပဲဒုတ်တန်ရှည်ကိုတက်နိုင်သမျှညင်ညင်တတရှိအောင်ဆွဲယူရတယ်ငှက်ကြားကလေးကပိုက်ထဲမှာထွေးညိနေတယ်တနာစရာကောင်းလိုက်တာ ကျုပ်လုံးစရာရှိတာကိုတတ်နိုင်သမျှမြန်အောင်လုပ်ပါတယ်။ပိုက်အုပ်ဆောင်တွေကနှစ်ကြားကလေးကိုထုတ်ယူပြီးအနေရကင်းလှောင်ဝင်ဖြူဖြူအစ်စ်လေးတွေမြ мян ပြောင်းထည့်ရတယ်။တတ်နိုင်သမျှညင်သာအောင်လုပ်ပါတယ်။နှစ်ကြားကလေးကအတင်းရုံးကန်ထွက်ပြေးဖို့ကြိုးစားတယ်။ကျုပ်လက်ကိုစိတ်လဲစိတ်တယ်သူ့ခြေောက်ကခြေသေးချွန်ချွန်လေးတွေနဲ့လဲကုတ်ချစ်တယ်ကျုပ်လက်မှာသွေးစိမ်းရှင်ရှင်ထွက်တယ်သူကြောက်မယ်ဆိုကြောက်မှာပဲသူဒရယ်ဂျန်ခုခံတိုက်ခိုက်တယ်ဆိုတာလဲတဘာဝကြပါပဲ ကျုပ်နားလေပါတယ်ကျုပ်ကိုဖွင့်လွတ်ပါနှက်ကလေးရဲ့နှက်ကြားကလေးဟာကြောက်လွန်းလို့မောနေတယ်ဗဇက်ကလေးဟပြီးဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေတယ်လောင်အိမ်ဖြူဖြူလေးထဲမှာတောက်ရည်ရောအစားအစာရောအစင်းသင်းထည့်ထားတယ်နှက်ကြားကလေးဟာ လောင်အိမ်ထဲမှာတစ်ဖက်ဖြက်နဲ့ပြန်ထွက်ဖို့ကြိုးစားတယ်အဲ့လိုမလုပ်ပါနဲ့နှက်ကလေးရဲ့ဘလို့မှအကျိုးထူးမှမမဟုတ်ပဲမင်းအတောင်တွေခြေောက်ကလေးတွေကြိုးကုန်မယ်နော်ဒုက္ခပါပဲဘလို့လုပ်ရမလဲ သူ့ကိုဒုက္ခပေးဖို့မဟုတ်ပါဘူးဆိုတာနှက်ကလေးနားလေအောင်ဘလို့လုပ်ရပါမလဲဘာမှမတက်နိုင်ဘူးဒီလိုပဲထိုင်ကြည့်နေရတော့မှာပဲသူ့ကိုအန္တရာယ်မပေးဘူးဆိုတာတဖြည်းဖြည်းတော့တည်သွားကောင်းပါရဲ့ကြုတ်ထင်သလိုမဟုတ်ပါနှက်ကလေးဟာနက်နက်ကလေးကတဖြက်ဖြက်လှုပ်လိုက်မောရင်နားလိုက်နင်းနေအမောပြေတာနဲ့တဖြက်ဖြက်ကြိုးစားလိုက်နဲ့ဇက်လိုက်လှုပ်နေတယ်ရေလဲမတောက်ဘူးအစာလဲမစားဘူးရေကွက်လဲမှောက်အစာတွေလဲလွင့်စင်ပြန့်ကျဲကုန်တယ် နေ့လယ်၁၂နာရီကျော်လာပြီးနှက်ကလေးကတဖြက်ဖြက်ကြိုးစားနေတော့မယ်ကျုပ်တော့ဒုက္ခရောက်ပြီးနှက်ကလေးကိုကြည့်ပြီးကျုပ်ဒုက္ခရောက်ပြီးသွေးကလည်းတိုးပြီးခေါင်းလည်းအကြီးအကျယ်ပြန်ကိုက်လာပြီးနှက်ကလေးကျိုးပဲ့သွားရင်ကျုပ်ဘယ်လိုလုပ်မလဲနှက်ကလေးတည်သွားရင်ကျုပ်တွေးတော်မတွေးဝင်ဘူးညနေ၃နာရီလောက်ရောက်တော့မှနှက်ကြားကလေးငြိမ်ကြသွားတယ်ကျုပ်အဖို့ကတော့သွားပြီးခေါင်းထဲမှာထိုးထိုးကိုက်နေပြီး ဘာအစာမှလည်းစားလို့မရတော့ဘူး။ရင်တွေလည်းတုန်ခါနေပြီ။အကြောအချင်တွေလည်းဆက်ကနေဆက်ကနေဖြစ်ကုန်ပြီ။ဒါပေမဲ့ငှက်ကလေးငြိမ်ကြသွားလို့တော်ပါသေးတယ်။ကျုပ်သူ့ကိုပဲမျက်ချီမပြတ်ကြည့်နေရတယ်။သူ့အနာသွားပြီးရေခွက်နဲ့အစာခွက်ကိုတက်တက်ရရဖြစ်အောင်ပြင်ပေးခြင်းပင်မဲ့မလုပ်ရဲဘူး။အဲ့လိုကတ်သွားတိုင်းနှစ်ကလေးကလန့်ပြီးတစ်ဖြက်ဖြက်ပြန်ဖို့ကြိုးစားတတ်တယ်။တစ်ခါတစ်ခါဖြစ်မိတယ်ဆိုရင်လေသူ့ခမရအတော်မောရှာတယ်။ ငကလေးပြာရခတ်နေရင် ကျုပ်တိတ်ဒုက္ခရောက်တယ်။ဘာလို့လို့ဘာကံရမှန်းမသိဘူး။ရှင်းပြပြောပြတောင်းပန်လို့ရတာမျိုးမှမဟုတ်ပဲ။ခုငြိမ်နေပြီဆိုတော့ကျုပ်မကက်ရဲတော့ဘူး။အဝေးကနေအตาထိုင်ကြည့်နေရတယ်။ခေါင်းကိုက်လွန်းလို့ညီးကျင်အော်ကျင်တာတော့အတန်မထွက်ရဲဘူး။သူကလည်းငြိမ်နေတယ်ဆိုပေမဲ့ရေကွက်ထဲကရေတွေဆိုပြီးမိုးမိထားလို့နာမကျန်းဖြစ်နေတဲ့ငှက်ကလေးလိုပဲ။ဘာပဲပြောပြောခဏနေရင်တော့သူစားလာမှာပဲ။ ရေလဲတိတ်ငတ်လာမှာပဲစာရင်အစာစားမယ်ရေငတ်ရင်ရေတောက်မယ်နောက်တော့အန္တရာယ်မရှိတာကိုတည်သွားမယ်ရေရေတင်းတင်းဆက်စားမယ်ရေရေတင်းတင်းရေတောက်မယ်ဒါဆိုခဏလေးနဲ့ကြမ်းကြမ်းမာမာပြန်ဖြစ်လာမှာပဲကျမ်းမာလာတာနဲ့သူတချင်းဆိုမှာပဲဒါဆိုအားလုံးပြေလည်သွားမယ်ကျုပ်စိတ်ကူးနဲ့ကျုပ်ကြိတ်မိတ်ဆောင်နေရတယ်ခေါင်းကတော့ကြိုက်သလားမပြောနဲ့ချိန်မရွေးပောက်ကွဲထွက်သွားမလားအောက်မေ့ရတယ်ဆောင်းဆောင်း ဆောင်းညနေမောင်ရင်ပြိုးတဲ့အချိန်သာရောက်လာတယ်ငှက်ကလေးဟာဘာရေးမှမတော့ဘူးဘာအစာမှလည်းမစားဘူးကျုပ်ကတော့ယူးကျင်ပြီကျုပ်လည်းဘာမှမစားနိုင်ဘူးခေါင်းကိုက်လွန်းလို့ညာရှင်နာကြီးမှကျုပ်လှုပ်လို့မရတော့ဘူးအိယာပေါ်မှာ ပက်လက်ငှက်လောင်အင်ကလေးကိုတော့မြင်နေရတယ်ငှက်ကလေးနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေကျုပ်တောင်းမှန်ဖို့ရှင်းပြဖို့ကြိုးစားတယ်ဗဇက်တောင်လှုပ်လို့မရတော့ဘူး ငှက်ကလေးကလည်းမလုံးမဆက်ပဲသူလည်းကြုတ်လို့ဖြစ်ပြီးထင်တယ်ဒုက္ခပဲဒုက္ခပဲငှက်ကလေးကိုကြည့်နေတဲ့ကြုတ်မျက်လုံးကိုတော့ကြုတ်ပြန်မရွှေ့နိုင်တော့ဘူးကြုတ်တကိုယ်လုံးမှာအန်သေးနေသလိုဖြစ်သွားပြီခေါင်းကြိုက်တာကတော့အထုအထိတ်ကိုရောက်နေပြီတနာီပြီးတနာီကုံလွန်သွားတယ်ကြုတ်လည်းမလုံးနိုင်ငှက်ကလေးလည်းမလုံးနောက်နေ့မိုးလင်းလာပြန်ပြီကြုတ်မျက်လုံးတွေကိုငှက်လောင်အင်ကလေးစီက ရွှေ့လို့မရပါဘူး ကျုံမျက်လုံးထဲမှာတစ်ပင်တွေတစ်ကိုင်းတွေတစ်သီးတွေပန်းပွင့်ပန်းပူးတွေအကြားမှာပြန်နေဝဲနေတဲ့ငှက်ကြားကလေးကိုမြင်နေတယ်။နေရောင်ကြီးနဲ့လေပြေအေးကိုရှူရှိုက်ရင်ငှက်ကြားလေးတစ်ချင်းဆိုတဲ့တိတ်ပျော်နေတယ်၊ရွှင်မြူးနေတယ်။တေးတံတွေကလည်းတိတ်လှတယ်။ကျုပ်ကောင်းကကွဲထွက်တော့မယ်။ကျုပ်ငှက်လောင်အိမ်တကားလေးကိုဖွင့်ပြီးငှက်ကလေးကိုလှုပ်လိုက်ခြင်းနဲ့သူဟာသူကြိုက်တယ်လို့နေပါစီတော့။ဘယ်ကလာတဲ့အားလဲမသိဘူးကျုပ်နည်းနည်းလှုပ်လို့ရလာတယ် ကျုပ်ကိုကျုပ်အိယာဘောကလှိမ့်ချလိုက်တယ်။ကျမ်းပြင်ပေါ်ရောက်တော့ငှက်လောင်အင်္ဂလိပ်ရှိရာကိုတဖြည်းဖြည်းဒရွဆွဲသွားရတယ်။လက်တစ်ဖက်ကိုစန့်တန်းလိုက်တော့ငှက်လောင်အင်တကားလေးကိုမှီယုံပဲရှိတယ်။ကျုပ်လက်ချောင်းလေးတွေနဲ့အလွန်ကြိုးစားပြီးငှက်လောင်အင်တကားလေးကိုဖြန့်ပေးလိုက်တယ်။ကဲငှက်ကလေးထွက်ပြီးတော့ပြန်ပြီးတော့သွားလို့ရတာသွားပါတော့။ငှက်ကလေးဟာအတော်ကြာငြိမ်နေသေးတယ်။ပြီးတော့မှ သူနားနေတဲ့တန်းပေါ်ကနေဖုတ်ကနေအောက်ကြပြီးအသက်ထွက်သွားတယ်။သူ့နှုတ်သီးကလေးကဟသွားတယ်။လေချွန်ကောင်းတဲ့သူ့ရှာကလေးကလည်းတည်သွားပြီးငြိမ်သွားပြီးကြုံအုံနောက်တွေကတဖြက်ဖြက်တုန်ခါလာပြီးပောက်ကွဲသွားတယ်။သုံးတက်တိုက်တလုံးရဲ့အပေါ်ဆုံးအခန်းတစ်ခန်းမှာဒူတယောက်နဲ့ငှက်တကောင်တည်ဆုံးနေတဲ့အတွက်အဲ့ဒီအကြောင်းကိုအနည်းဆုံး3-4ရက်လောက်တော့လူတွေပြောဆိုနေကြမှာပဲနော်။ နားဆင်ခံစားပေးကြပါတော့အရောက်စီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာ